လာမယ့်လူရသည်မှာကျွန်တော်တက်တန်းတူးခြင်းနဲ့အာဆင်တဲ့ကစားမှာ၃ရောက်ဒီ၃ယောက်ကတော့ဘယ်သတင်းဌာနမှကူးယူဖော်ပြတာမဟုတ်ပါဘူးကျွန်တော်အာဆင်နယ်မှာဆက်ပြီးဆွဲထားခြင်းနဲ့တန်ရောစဉ်ရှိတဲ့ကစားသမား၃ဦးနဲ့ပတ်သက်ပြီးတော့ player special review လုပ်ပေးတာပါကဲပထမဆုံးတစ်ယောက်အားလုံးချစ်တဲ့ Tomat Party 32နှစ်ရဲ့ဂါနာသားကြီးလာမယ့်ဂျွန်လားဆိုရင်32နှစ်ပြည့်တော်မယ်အသက်ကတော့ကြီးလာပြီဒါပေမဲ့အတွေ့အကြုံတွေအများကြီးနဲ့ဒီယာတီအာဆင်နယ်ရဲ့အဓိကကွင်းလှည့်မနိုင်ဖြစ်နေခဲ့တာမနစ်ကဆိုလို့ရှိရင်18ပွဲပဲကစားကွင်းရခဲ့တယ်စေယုံအုပ်ကြီးဆိုပြီးနာမည်ပြောင်းပေးခဲ့တဲ့ပလေယာကဒီယာတီမှာတော့တရာတီလောက်တော့ဆက်ထားပါအောင်ဆိုပြီးဖန်နီအားလုံးကဝိုင်းပြီးတောင်းဆိုတဲ့အထိအဲ့ဒါပါလို့ဆိုမြစ်တာပြီးလို့မြစ်တာပြန်ရတာကိုလုံးဆိုင်ကြီးရဲ့အလုပ်ကိုအကောင်းဆုံးလုပ်တဲ့လူတွေအတွက် သူ့ကိုချစ်ခင်မြတ်နိုးတဲ့သူတွေကတော့အချိန်ကာလတစ်ခုမှာတမျိုးလေးတော့ပြန်ပြီးတော့မေတ္တာတက်ဝင်လာတာပဲမနစ်ကဆိုရင်တော့ပါတီကိုရောင်းလိုက်တော့ဆက်ထားလဲဘာမှမထူဘူးလောခရစားများတယ်ဆိုပြီးတော့ကျွန်တော်ပါဝင်တော်တော်များအဲ့လိုဝေဖန်ခဲ့ပေါ့လေဒီယာတီမှာတော့ကျွန်တော်တို့ကချစ်တဲ့စိတ်နဲ့တရားတီဆက်ပြီးမြင်ញင်ခဲ့တယ်အသင်းပုတ်ဖွဲ့ကတော့ရှင်းတယ်ဗျပါတီရဲ့လောခရစားကလည်းပေါင်နှစ်သိန်းကျော်အနေထားဒါကအတွန်ဘောနဲ့ဘာညာဘာမှပါပါသေးဘူး အဲ့တော့ဒီလိုကစားသမားတူကိုဘယ်ချိန်ဒဏ်ရာရမလဲမသိရဖြစ်တဲ့အတွက်သူတို့ကလည်းတက်တန်းအရေးမတူရသေးဘူးတချို့ report ရဆိုအာဆင်နယ်ကတစ်နှစ်လောက်တော့တက်တန်းတူးခြင်းနဲ့ကစားသမားက2နှစ်3နှစ်လောက်တော့ contract အရှိလေးလိုခြင်းနဲ့အဲ့မှာညှိမြတဲ့အပိုင်းတွေရှိသူတချို့ report ရဆိုပါတီရဲ့အမှုကိစ္စမပြီးပြတ်သေးတာဖြစ်တဲ့အတွက်အသင်းကနည်းနည်းအင်းနေတယ်လို့လဲကြားတယ်အခုဆိုလို့ရှိရင်ဗျာຫນွေဈေးကွက်ကလာတော့မယ်လာပြီးဆိုတာနဲ့ပါတီကို free hay ဆိုပြီးကျွန်တော်တို့អော်ပေးရတော့မှာ တိုက်တဲ့တင်လာပြီးခေါ်ပါကျွန်တော်တို့မှာတားပိုင်ကိုမရှိတော့ဘူး2020ခုနှစ်ကဒလိုင်းဒေးတုန်းကစာချုပ်ဖြတ်သိမ်းရေးပုံပေးပြီးတော့နီးပြစီမိုနီရဲ့တီကိုအသင်းဆက်လေကျိုးသွားမှလာခဲ့တာအဲ့နီးပြဆိုလို့ရှိရင်အာဆင်နယ်ဝရီအခဲမကြည့်ဘူးသူ့ရဲ့အဓိကကွင်းလေကစားမတူဦးကိုစာချုပ်ဖြတ်သိမ်းရေးပုံပေးပြီးခေါ်သွားခဲ့တာဖြစ်တဲ့အတွက်ဒီမှာပါတီရတဲ့လိုလိုချင်းချင်းပဲအင်္ဂလန်ကိုထွက်လာခဲ့တာအဲ့တော့ဒီလိုကစားမတူတဲ့ကျွန်တော်တို့ဒီပြောင်းရွှေ့ကြည့်မြန်မာသားပေးပြီးခေါ်တယ်အခုဘာကြောင့်အလွတ်နဲ့လက်လို့ရတယ်အကြောင်းချင်းနေတော့အများကြီးပဲဒါပေမဲ့ ျွန်တော်လမ်းခွဲကဂရီပါလမ်းခွဲဖြစ်ခဲ့လို့တော့ပြောလို့ရတယ်။ဘာလို့လဲဆိုဒီအသည်မှာအသင်းအတွက်44ဘွယ်ကစားပြီး3ကိုသွင်းနှလုံးဖိုင်ထားတဲ့ကစားသမားတစ်ယောက်အသင်းအတွက်ဆိုရင်အဝါကက်6ကက်ထိတဲ့အထိအားကျုံမတက်ကစားထားတဲ့ပလေယာတစ်ယောက်အဲ့တော့သူ့ကိုကျွန်တော်တို့ဆွဲထားလို့မဖြစ်နိုင်ဘူးဆိုလို့ရှိရင်လေထွက်သွားတဲ့ကလပ်အသင်းတိုင်းမှာ injury များပဲနဲ့အကောင်းဆုံးဒီရေပွဲကြီးဖြစ်တက်တည်ပြနိုင်ပါစီလို့ပေါ့လေတကယ်တော့ကျွန်တော်တို့ကွင်းလက်ကစားသမားကြီးအများကြီးဝဲခဲ့ဘူးတယ် polish တင်ခဲ့ဘူးတယ်ဒါပေမဲ့ ကျွန်တော်တို့အကြိုက်ဆုံးကွင်းလေကစားသမားတွေတယောက်ဖြစ်ပါတီယူကျွန်တော်အမြဲတမ်းမှတ်မိနေတော့မှာပေါ့လေအခုနောက်ဆုံးကြားတဲ့သတင်းတွေအရဆိုတော့ပါတီရအသင်းမှာဆက်ရှိဖို့တက်ဆိုင်ရင်ဂျူဗင်တက်အပေါင်းဘာစီလိုနာအပေါင်းအသင်းတော်တော်များနဲ့သူ့အေဂျင့်ကစကားပြောဆိုနေတယ်ကြားတယ်အဲ့တော့အာဆင်နယ်သားလူမရှိတော့ဘူးဆိုလို့ရှိရင်တော့ပါတီတရအခြားကလပ်တင်းတွေကိုဦးစားပေးရွေးချယ်သွားဖို့ရှိတယ်နှစ်လသုံးလဆိုရင်ဒီကစားမအာဆင်နယ်နဲ့လုံးဝမသက်ဆိုင်တော့ဘူးလို့ထင်ပါတယ်။ကဲနောက်ထပ်တစ်ယောက်အဲ့ဒါကတော့ဂျက်ခုခီဗီယော စာချုပ်တန်တန်းတော့2028ခုနှစ်တိတော့ရှိသေးတယ်။ဒါပေမဲ့ဒီကစားမကိုကျွန်တော်ဒီဗီဒီယိုထဲမှာထည့်တာကဆက်ပြီးထိန်းထားခြင်းတာ။ဘရိုရဲ့ပေါင်9800လောက်ပဲတပတ်ကိုလောက်ခရစားပေးရတဲ့ကစားသမားတစ်ယောက်။ဘာကြောင့်များအောက်ဈေးနဲ့ရောင်းလဲ။လာပြီးကန်လန်းနဲ့အသင်းတွေအများကြီးပဲခီပြီးရော။အီတလီဘက်ကနာပိုလီ၊ဂျူဗင်တက်၊အင်တာ၊ AC အများကြီးပဲဒါပေမဲ့ခီဗီယောဒီအိုက်တန်နဲ့စကားပြောဆိုပြီးတဲ့အခါမှာဒီဒီယာဒီအသင်းမှာဆက်ရှိမယ်ဆိုပြီးဂတိကိုပြုခဲ့တယ် ကြံခဲ့တဲ့ဆောင်းစည်းကွက်မှာတော့အိုက်တာမင်းဒီမှာရာတီဝက်လောက်ဆက်ပြီးနေမယ်ဆိုပွဲကစားဝတ်တချို့မင်းအတွက်ရောင်းအောင်လုပ်ပေးမယ်ဆိုပြီးဂတိပေးခဲ့ရတယ်။အဲ့တော့ဒီကစားမအသင်းကိုပြန်ကြည့်တယ်။ဘဲကလပ်အသင်းမှမသွားခဲ့ဘူး။စာချုပ်တက်တန်အာဆင်နယ်နဲ့ရှိသေးရဆိုပေမဲ့ကစားသမားသာတကယ်သွားချင်တယ်။လာပြီးကမ်းလှမ်းတဲ့တင်နေငွေသုံးတယ်ဆိုရင်ဘဲချင်းမစိုးအပြောင်းရွှေ့ဖြစ်သွားနိုင်တယ်။ဒါပေမဲ့ကီဗီယိုကိုကျွန်တော်ဆက်ပြီးထိန်းထားလိုက်တာဘာလို့ကောင်းသွားလဲဆိုတော့ဂေဗရီယယ်အင်ဂျူရီရတဲ့အခါမှာဆာလီဗာနဲ့တွဲဆော့ပြီးတော့ကောင်းမွန်တဲ့ခံစားတစ်ခုကိုပြသွားခဲ့တာ။ရီယန်နဲ့ကျွန်တော်ကန်ခဲ့တဲ့ပုံစံမှာကျွန်တော်ကလင်းရှေ့ရတယ် အဲ့ဒီကလင်းရှစ်သည်အရှိမ၃ကိုသွင်းတဲ့ပလေယာတွေနီးတူဂုံပြူပေးဖို့ထိုက်တန်တယ်အဲ့ခန်စီလိုင်းတစ်ခုလုံးလူးဝစ်ကယ်လီဂျူရီယန်တမ်ဘာလူစားဝင်ပြီးစောခဲ့တဲ့တီယာနေအပါဝင်ဘတ်ဝိုက်တို့ပေါ့လေပြီးတော့ဒီခန်စစ်ဗဟိုဖြစ်တဲ့ကီဗီယိုနဲ့ဆာလီပါကီဗီယိုတချို့အပိုင်းလေးတွေမှာအမှားနဲ့နဲ့လုံးမိရဆိုရင်ပဲသူ့ကလပ်သူ့အဆင့်တန်းနဲ့ဆိုရင်တော့ဒါကအများကြီးတိုးတက်လာတာသူ့မှာ quality အရင်ရှိတယ်ကျွန်တော်တို့ဒီကစားသမားကို 2023စောင်းစည်းကွက်တော်မှာစပက်စီယာတင်းစီရနဲ့ယူကို25သန်းနဲ့ဝယ်ခဲ့တာတန်နေပြီအခုလာပြီးကန်းလဲနဲ့တင်းနေရလဲယူကို25သန်းတန်း30အဲ့ပတ်ချလဲပဲအမှန်ကတော့အဲ့ဒီပမာဏရတော့အာဆင်နဲ့ထိုးပြီးတော့ချမ်းသာတော့မှာမဟုတ်လားအဲ့တော့ဒီပလေယာတက်ကိုကျွန်တော်ကဆက်ပြီးထိန်းထားခြင်းနဲ့ခီဗီယောဒီလက်ဘက်မှာနည်းနည်းလေးပြာတတ်တယ်ဆိုပေမဲ့စင်တာဘက်မှာတော့အတွေ့အကြုံရင်တကက် great တက်စင်တာဘက်တူနဲ့တွဲဆော့ရခါကျရင်ကျွဲကူးရေပါဆိုတဲ့အတိုင်းပဲသူလက်တဖြည်းဖြည်းနဲ့ပို့ပြီးထွန်းတောက်လာမယ်လို့ကျွန်တော်ထင်တယ် အာဆင်နယ်မှာရှိနေရင်တော့အိုက်တာလောက်မှာဆိုလို့ရှိရင်တော့အတိုင်းတာတစ်ခုထိပင်ကို quality ရှိလို့ကတော့ Warwick ကထွက်ပြီးသားပဲအဲ့ဆိုကျွန်တော်တို့ဒီ KVO ကို2028ခုနှစ်တိပိုင်နေဆိုရင်လည်းလာမယ့်ຫນွေစည်းကောမှာရောင်းမရောင်းစောင့်ကြည့်သွားမှာပါ။ဒီရာတစ်ခုတော့အာဆင်နယ်လာမယ့်ຫນွေစည်းကောမှာခံစမှုမဝယ်ဘူးဆိုရင်တော့ KVO ကိုဆက်ပြီးထိန်းသွားဖို့တော့ရှိတယ်။ဒီရာဒီမှာတော့အာဆင်နယ်အသင်းအတွက်ပွဲ20ကစားထားတယ်။သို့တော့တကယ်ပွဲထတာ17ပွဲပဲရှိတယ်။ နှလုံးဖန်တီးထားပါတယ်။ခီဘီရောတော့လက်ရှိအာဆင်နယ်ပေးသက်တီးရဲ့အချစ်တော်တစ်ဖြစ်ဖြစ်နဲ့ဖြစ်လာခဲ့ယူပါလေ။အဲ့ဒါပဲမြစ်တာပေးမြစ်တာပြင်ရဆိုတာကအဲ့အခိုက်တန့်နေပဲ။ဒါကြောင့်မလို့ခီဘီရော KBL မရှိတဲ့လက်ကျန်ရာသီဘက်ကိုစာလီဘာနဲ့တွဲပြီးဘလောက်ထိအောင်မြင်မှုတွေပေါ်ဆောင်သွားမလဲစောင့်ကြည့်သွားမှာပါ။ကဲနောက်ဆုံးတစ်ယောက် KNT ရနေတကယ်ကိုကျွန်တော်တို့အတိတ်ကမှုန်နှိုင်းထန်ခဲ့တဲ့ကာလတွေမှာအသင်းအတွက်ခြေစွမ်းတက်သက်မဲ့ထဲနဲ့ကူညီခဲ့တဲ့ player ပြောပါဆိုရင်တော့ KNT ရနေပဲ တကယ်ကိုကောင်းကင်ရနော်ဥပါမြင့်တို့လာကဆတို့ပြောင်းချွတ်ချော်လုံနေတဲ့ကာလာဒီမှာဆိုရင်လေအဲ့ဒီဘေဘချန်ဖူးဘက်ကနေပြီးတော့အာတုံခွန်ဆိုင်တရားခိုင်နှုန်းအပြည့်နဲ့ပြီးဆက်ကစားခဲ့တာကခီယန်တီယာနေဒါပေမဲ့ခီယန်တီယာနေရဲ့မော်ဒန်ဘောလုံးလောကနဲ့ဆိုရင်နည်းနည်းလေးစိမ့်နေပြောလို့ရရဲ့အာရီဒါလိုချင်တာကစင်ချန်ကိုလိုလဲတိုက်စစ်ကစားနိုင်ရမယ်ဂိုးပေါက်ထဲကိုကာလာဖီရီလိုရိုက်ထက်နိုင်ရမယ်ပြီးတော့ ဘောလုံးရှင်လူတဲ့အပိုင်းတွေခက်စစ်ကနေပြီးတော့တိုက်စစ်ကိုချိတ်ဆက်တဲ့အပိုင်းတွေမှာလူးဝစ်ကယ်လီလိုလဲကောင်းရမယ်အဲ့လိုတောင်းစုမှုမြင်မာတဲ့အပိုင်းမှာတော့ခီယန်တီယန်နီကခင်မမီတလို့ဖြစ်သွားဒါပေမဲ့သူ့ရဲ့ကစားဟန် traditional full back အတက်စင်းပုံစံတိုင်းဆိုရင်တော့ခီယန်တီယန်နီစီမှာကတုံတုံအသေးနေမှာဆိုတမ်းပြီးပွဲထုတ်ဝင်ရမယ် quality အပြည့်ရှိရုံပဲတစ်ဖက်မှာအာဆင်နယ်ကဘာကြောင့်ဒီကစားမောက်တတမ်းမတိုးခဲ့လဲဆိုတော့ injury အခြေအနေတွေဒါတွေကလည်းအာဆင်နယ်ကခီယန်တီယန်နီကိုလာမယ့်နွေရာသီမှာ သူ့ရဲ့အတင်ဟောင်း7တင်စီကိုပြန်ခွင့်ပြုလိုက်တဲ့အနေထားပေါ့လေအမေရိကတော့တရားနည်းသာကြည့်ဖြူမယ်ဆိုအာဆင်တွေကအလိုလျောက်တတန်းတူဝက်တစ်နှစ်ရှိပြီးသားဒါပေမဲ့နှစ်ဦးနှစ်ဖက်စလုံးကတော်သိပြီဆိုပြီးလမ်းခွဲလိုက်တဲ့အနေထားပေါ့လေအဲဆိုအိုက်တာကိုလည်းလုံးဝ appreciate ဖြစ်တာကຫນွေမာထွက်ခွာမြောက်ကစားသမားတဦးကိုအခုလိုပွဲကစားကြည့်နေတယ်ထက်ထက်ပေးနေတာတရားနည်းဝင်လာပြီဆိုခန်းစစ်ကဲမာကြောမှုနဲ့တိုက်စစ်ကဲ cross ball တွေပို့ပြီးမြင်တွေ့လာရတယ်ဒါကအတွေ့အကြုံရင်ကစားသမားတူတမျိုးဖို့ကောင်းတာကအသက်ကကူးမှ28နှစ်ပဲရှိသေးတယ်စကော့တလန်သား အဲ့တော့စကော့တလန်မျိုးဘာပြန်လုံးမှာတော့တကယ်တော့လေပရီးမီးယားလိဂ်ကလပ်တင်းကြီးကအေဗာတန်ပါဝင်တော်တော်များလေသူ့ကိုလိုချင်တယ်ဒါပေမဲ့ तू ကအဲ့ကလပ်တင်းဟောင်းကိုပြန်ပြီးနေချင်တယ်ပြီးတော့လေဒီဘက်ရဝန်းဘက်ကဘောလုံးကစားနည်းကြီးကမနစ်ကဆိုလေ तू စူစီတက်မှာငှားသွောဆော့ခဲ့တာအင်ဂျူရီတောက်လျှောက်ရခဲ့တာအဲ့တော့ဒီကစားမသည့်အာဆင်နယ်ကိုရောက်လာပြီးတဲ့ကတရာတီကိုဂျပန်60လောက်ကအနည်းဆုံးနားရတယ် 2019 2020 2020 2021ဘောလုံးရာသီမှာရက်60တရာနီးပါးကြီးနားခဲ့ရတယ်2021 22ဘောလုံးရာသီမှာ136ရက်မှနှစ်ကဆိုရင်103ရက်ဒီနှစ်ရပောင်း160အဲ့ဒါကိုကြည့်ခြင်းအပြင် quality sheet ဆိုပေမဲ့လေ injury history တွေကခေါ်မဲ့အသင်းတို့ဆိုလက်တွန့်နေစရာအာဆင်တို့တက်တန်းတူဖို့အတွက်ဆိုရင်တော့စဉ်းစားလက်ချက်ပေါ့လေအိုက်တာကလည်း raw rate ကိုနှစ်ယောက်စာတောင်းဆိုလို့ရတဲ့ player ကိုပဲအသင်းမှာဆက်ပြီးထားချင်တာဖြစ်တဲ့အတွက်တရားနည်းနဲ့ Arsenal အခြေအနေကတော့လာမယ့်နွေရာသီဈေးကွက်ဆိုရင်ပြီးဆုံးသွားပြီထင်တယ်။နောက်ဆိုတရားနည်းကိုကျွန်တော် Arsenal ဂျာစီနဲ့မြင်တွေ့ရတော့မှမဟုတ်ဘူးပေါ့လေ။ကျွန်တော်တစ်ချိန်လုံးကအရန်ကြိုက်ခဲ့ရတဲ့ player ကျွန်တော်ရဲ့အကြိုက်ဆုံး player တောက်ကတော့လာမယ့်နွေရာသီမှာဖြစ်နိုင်မယ်ဆိုတော့တစ်နှစ်လောက်တော့ကျွန်တော်တက်တန်းတိုးချင်တယ်။ဒါကလည်းလက်ဘက်ကစားမတွေပုံညာပဲဘာလို့ဆက်ပြီးခေါ်ထားချင်လဲဆိုတော့တည့်ရတိုင်းပဲလူကပိုနေတာမှမအောင်အင်ဂျူရီတွေကအာဆင်နယ်မှာတနေရာမှာရပြီဆိုဇက်တိုက်ကိုဖြစ်တာ ဲ့ဆိုတော့တရားနေအပါဝင်ချက်ခုခီပြီးတော့တောမတ်ပါတီတို့ကိုလာမယ့်ယာတီမှာကျွန်တော်တို့ဂျာစီနဲ့ထပ်ပြီးမြင်တွေ့ရမလားဒါမှမဟုတ်အခြားအသင်းတွေမှာမြင်တွေ့ရမလားဆိုတော့စောင့်ကြည့်သွားပါပါအဆုံးထိကြည့်ပြတယ်လဲ အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီဇန်လေးကိုအဓိကကူညီပောင်းပေးတဲ့ရှူဘောလုံးကကိုဆိုင်ကိုလည်းကျေးဇူးတင်ပါတယ်အမှန်ဆုံးမယ်ဆိုတော့ဘိုင်ဘာဖုန်းနံပါတ်ညောင်း6916 3936တို့ဆက်တက်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်မှာဖြစ်လို့ငွေပုံငွေချန်ရှိမှဘောလုံးမွေးတွေလောက်မှာဘောလုံးမွေးတွေလုံးဝမလုံးတက်ဆိုတော့ YouTube မှာကိုထုတ်ပေါ်ပေါ်ရှုပ်ရက်ချပြီးကျွန်တော်အားပြုလို့ရပါတယ် iFact Coach ကို Sport in the Night 9လုံးမိတို့ကိုကစားမယ်ဆိုတော့ဘိုင်ဘာဖုန်းနံပါတ်ညောင်း6916 3936ကိုဆက်သွယ်လို့ရပါတယ်ခင်ဗျာ